အေးလောကလူတွေဟာမအေးရလို့အေးဆေးတောက်ရတဲ့ပုံစံတွေရောမရှိဘူးလားအေးစိတ်ငြိမ်သေးဆိုပြီးတော့တောက်တရနှလုံးသားအပူတွေအကြောင်းမလို့တညာလုံးအိတ်မပြောဘူးတဲ့သောကတွေဖြစ်နေလို့တညာလုံးအိတ်မပြောဘူးတဲ့အဲ့ဒီအပူတွေကြောင့်အိတ်မရတော့အေးဆေးတောက်ပြီးတော့အိတ်ကြနေရဒါဟာတကယ်အဖြစ်မဟုတ်ဘူးတကယ်အိတ်ဆေးကတော့ရသော်ဘုရားရဲ့တရားတော်ဖြစ်တယ် ဘယ်ချိန်ဒီတရားတော်ကိုလိုက်နာစင့်ကြံကြောက်ကိုအထောက်မယ်ဆိုရင်လောဘတွေရှော့ချနိုင်မယ်ဒေါသတွေရှော့ချနိုင်မယ်မောဟတွေရှော့ချနိုင်မယ်နောက်ဆုံးလောဘဒေါသမောဟတွေကင်းပြီးတော့နှလုံးသားရဲ့ပူလောင်မှုတွေအကုန်ကင်းသွားရင်ဘယ်နေရာမှာပါနေနေစိတ်နှလုံးမှာအေးချမ်းနေမှာပဲဖြစ်နေတယ်ဒါကြောင့်ဘုရားချက်ကသူတော်စင်ပြိတ္တာပေါင်းတော့ တို့တွေဟာစိတ်နှလုံးအင်းချမ်းသာရမှုရှိမှသာလေချမ်းသာစွာအင်းဆက်ရတဲ့ဆနဲ့အတိတ်ပင်ကိုအပြည့်အဝရကြမှာဖြစ်တဲ့သမာအချင်းကြည့်ပြီးတော့တို့တွေဟာချမ်းသာစွာအင်းဆက်ရတယ်လို့ဖြေလို့ရှိရင်မပြည့်စုံတဲ့စကားပြောတာဖြစ်တယ်ဟုတ်အေးအဲ့ဒါလို့သဘောကျပြီးတော့တို့တွေဘာလို့ ਆ မလဲချမ်းချမ်းသာသာအင်းဆက်ရခြင်းရဲ့အတိတ်ပင်ပြည့်စုံဘာလို့ ਆ မလဲ နှလုံးသားကိုပူလောင်စေတတ်တဲ့ဒါကတွေဖယ်ရှားဖို့ကြိုးစားရမယ်ဒေါသတွေဖယ်ရှားနိုင်အောင်ကြိုးစားရမယ်မောဟတွေဖယ်ရှားနိုင်အောင်ကြိုးစားရမယ်ကဲကြိုးစားပြီဆိုတဲ့အခါမှာဒါကဖယ်ရှားအောင်ဘာလဲကြိုးစားမလဲဒါကဖယ်ရှားဖို့ရပဲနံပါတ်၁ကဘုန်းကြီးတို့တွေဒါကဘာကြောင့်ဖြစ်နေသလဲလို့ဆိုရင်တင့်တယ်မှုလို့စိတ်ကအာယုံပြုတ်နေသည့်အတွက်ကြောင့်သူဘနမိတ်ကိုအာယုံပြုတ်ထားသည့်အတွက်ကြောင့် ရာဂအတိုးတဲ့တိုးလာတာဖြစ်တယ်။ဒါကြောင့်မလို့မတင်းတယ်ဘူးဆိုတော့အတုပကမ္မထံအေးဗမာစကားထဲမှာအတုပလို့ဆိုလို့ရှိရင်မတားသွားသွားတတိယနေတာမျိုးဖြစ်တတ်တယ်နော်။အဲ့ဒါကိုပြောတာမဟုတ်ဘူးအတုပကမ္မထံဆိုတာမိမိတို့အသက်ရှင်လျက်ဖြစ်တော်လဲခန္ဓာကိုယ်မှာတင့်တယ်မှုမရှိတာတွေကိုစဉ်းကျင်စဉ်းစားတတ်ရမယ်။ရွှေရှားပွဲသဘောတွေကိုစဉ်းကျင်စဉ်းစားတတ်ရမယ်။ ဘလို့စဉ္ညာစဉ္ဒတော့လဲဆိုရင်ကြည့်လေကိုယ်ခန္ဓာကိုယ်ကမတည့်တဲ့ယုံစပွဲဆိုတာဟာအလွယ်လေးနဲ့စဉ္ဒလို့ရကိုယ့်ပုံကိုဟုတ်လားတလားနှစ်လားရေမချိုးမျက်နှာမတည့်ဖဲနေချီတော့ဝိတ်ကြိုင်တဲ့အနတ်နေထွက်လာမလားလမ်းစော်တဲ့အနတ်နေထွက်လာမလားစဉ်းစားကြည့်ခန္ဓာကိုယ်ရဲ့သဘာဝတကယ်တော့လက်မှတ်တင်နေတာမဟုတ်ဘူး အပြင်ကဝဆဆင်တာတို့ဖိလိမ့်တာတို့ဒါတွေကြောင့်မို့လို့လူတွေဟာလူကြားထဲမှာဝင်လို့ရတယ်เนาะအေးအဲ့လိုမတည့်မတည့်ရုပ်စဝင်သဘောတွေစဉ်းကျင်စဉ်းစားခြင်းဖြင့်အတုပအင်ညာကိုနှလုံးသွင်းခြင်းဖြင့်ကာကကိုဖယ်ရှားနိုင်တယ်တဲ့ကာကကိုရှော့